President Donald Trump told Israel to stop bombing the Gaza Strip immediately after Hamas agreed to release all the remaining Israeli hostages. ဂါဇာခြေဆိုင်ပါလက်စတိုင်းပြောက်ကြားအဖွဲ့ဟာမက်ကထရန့်အဆိုပြုထားတဲ့ငြိမ်းချမ်းရေးအစီအမံတွေကိုလက်ခံဆွေးနွေးဖို့မိစိန်ပြလိုက်တဲ့နောက်ဂါဇာကမ်းမြောင်ဒေသမှာဘုံကျဲနေတာတွေကိုရပ်ထားဖို့အစ္စရေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတောင်းဆိုလိုက်ပါတယ်။ ဣသရေလအနေနဲ့ဂါဇာကမ်းမြောင်ကိုဘုံကျဲတိုက်ခိုက်တာကိုချက်ချင်းရပ်တန့်ရမယ်။ဂါဇာခံတွေကိုဘေကင်ကင်းနဲ့မြန်မြန်ဆန်ဆန်ကယ်ထုတ်နိုင်စေရမယ်လို့ထရန်က၎င်းရဲ့ Truth Social Platform မှာပြောဆိုထားပါတယ်။ဟာမတ်ကဣသရေလတစားခံအားလုံးကိုပြန်လည်လွှဲပြောင်းပေးဖို့ Truth ရဲ့တောင်းဆိုမှုကိုလက်ခံခဲ့ပြီးအဲ့ဒီအတွက်ဆွေးနွေးမှုတွေစတင်မယ်လို့ကြေညာခဲ့တဲ့နောက်ငြိမ်းချမ်းရေးဆွေးနွေးမှုကရှေ့တိုးနိုင်မဲ့အလားအလာတွေတွေ့လာရပါတယ်။ ထရန်ဟာအစ္စရေးနဲ့ဟာမက်ကြားမှာအပြစ်ခတ်သဘောတူညီမှုတစ်ခုပေါ်ထွန်းလာအောင်ကာတာအီဂျစ်အစိုးရတွေနဲ့အတူဂျာဝန်ညှိနှိုင်းပေးနေတာပါ။ ထရန်ကစစ်ရဲဆဲရဲ့အတွက်အချက်20ပါတဲ့သူ့ရဲ့ကံလန်တောင်းဆိုချက်တွေကိုအစ္စရေးနဲ့ဟာမတ်တို့စီပေးပို့ထားခဲ့ပြီးအဲ့ဒီထဲကပထမအဆင့်အဖြစ်ဟာမတ်ကအစ္စရေးတစားခံတွေကိုပြန်လုပ်ဖို့အစ္စရေးကလည်းဂါဇာမှာဘုံကျဲနေတာတွေရပ်တန့်မှုဆိုတာတွေစတင်ရုပ်လုံးပေါ်လာမယ့်အခြေအနေကိုမြင်နေရပါပြီ။ဒါပေမဲ့ဟာမတ်ဟာဂါဇာကိုကြီးစိုးအုပ်ချုပ်မှုကနေစွန့်ခွာရမယ်ဆိုတဲ့နောက်ဆက်တွဲအစ်စ်တွေကိုတော့ဟာမတ်ဘက်ကလက်မခံသေးတဲ့နောက်ပိုင်းဆွေးနွေးမှုတွေဆက်လက်လှုပ်ဆောင်ရမယ့်သဘောပါပဲ။တစားခံတွေကိုလွတ်ပေး ရေးဆွေးနွေးဖို့ဟာမက်ကသဘောတူလိုက်တာဟာအတို့ရှိတဲ့ငိန်ချမ်းရေးကိုလိုလားပါတယ်လို့အချက်ပေးမှုတစ်ခုအဖြစ်သူယူဆကြောင်းအခုတော့ကြံတဲ့အပိုင်းကဣသရေးဝန်ကြီးချုပ်ဘက်ဂျမင်နီတန်ယာဟုကလှုံ့ဆော်ရမယ့်ကိစ္စဖြစ်လာကြောင်းထရန်ကဆိုပါတယ်ဣသရေလကလည်းတမရာထရန့်ရဲ့အမြင်နဲ့ကိုက်ညီတဲ့အခြေခံမူနဲ့အညီစစ်ပွဲအဆုံးသတ်ရန်အတွက်တမရာနဲ့၎င်းရဲ့အဖွဲ့နဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနေတန်ယာဟုယုံကပြောကြားထားပါသေးတယ်။ ထရိုင်ရဲ့အချက်20ပါတောင်းဆိုမှုတွေဟာဂါဇာကမ်းမြောင်ဒေသရဲ့အနာဂတ်နဲ့ပါလက်စတိုင်းပြည်သူတွေရဲ့အကျိုးစီးပွားအတွက်ထိရောက်တဲ့အာမခံချက်မျိုးပေးမထားဘူးလို့အစိုးပိုင်းမှာဟာမကဝေဖန်ခဲ့ပေမဲ့လည်းအခုတော့ဆွေးနွေးမှုတွေကလမ်းပွင့်လာတာဖြစ်ပါတယ်။အဲ့ဒီအဆိုပြုချက်ကိုကြေညာခဲ့ပြီးချိန်မှာထရန်ကဟာမတ်အနေနဲ့အော်တိုဘာလ9ရက်နေ့အထိမှသူ့ရဲ့ကမ်းလှမ်းချက်ကိုလက်မခံသေးဘူးဆိုရင်တော့ဘယ်တော့မှမကြုံဘူးတဲ့ငရဲမျိုးလက်တွေ့မြင်သွားစေရမယ်လို့ချိန်ချောက်ခဲ့ပါတယ်။ 2023အောက်တိုဘာလ9ရက်နေ့မှာဟာမတ်တွေကအစ္စရေးနိုင်ငံသား1000လောက်ကိုတပ်ဖြဲဒဇာခံ150ဝန်းကျင်ကိုဂါဇာပိုင်နက်ထဲဖမ်းဆီးသွားခဲ့ရမှာစစ်ပွဲအစပြုခဲ့တာဖြစ်ပါတယ်အဲ့ဒီစစ်ပွဲအတွင်းအစ္စရေးဘက်ကလည်းကြမ်းကြမ်းတမ်းတမ်းကင်တွေတုံ့ပြန်မှုတွေကြောင့်ဂါဇာမှာအရက်သားအများအပြားအပါအဝင်ပါလက်စတိုင်း6000 6000ကျော်တေဆုံးခဲ့ပြီးဖြစ်ပါတယ်။